ကိုလုပ်တဲ့အလုပ်တွေမှာနော်အကောင်းဉာဏ်စိတ်တွေရှိဖို့လိုပါတယ်ဒီနေရာမှာ ကောင်းဉာဏ်စိတ်ဆိုတာဟိုဘာပဲဖြစ်ဖြစ်ဇုံမိတ်ပြီးတော့အကောင်းဉာဏ်ပြလိုက်လို့ပြောတာမဟုတ်ပါဘူးဘလောက်ဆိုးနေတဲ့အခြေအနေပဲဖြစ်ဖြစ်အဲ့အခြေအနေအခက်အခဲတွေထင်ရနေပြီးတော့ကိုယ့်အတွက် ကောင်းအောင်ဘာလုပ်လို့ရမလဲဆိုတာမျိုးတွေးတာ哦အဲ့ဒါအကောင်းဉာဏ်စိတ်လို့ပြောပါတယ်ဆိုတော့အကောင်းဉာဏ်စိတ်ရှိတဲ့လူတွေကသူတို့ဘာလုပ်လို့စူးစမ်းပြီးလုပ်တတ်ကြတယ် နော် positive attitude ရှိတဲ့လူတွေဟာဒီလုံလုံတဲ့အခါမှာအလုပ်ကိုစူးစမ်းပန်းစားနဲ့လုပ်တတ်လေရှိကြတယ်။အဲဒါမဲ့တခုတော့ရှိတယ်စူးစမ်းပန်းစားနဲ့လုပ်တယ်ဆိုပြီးတော့အာတစ်ချိန်လုံးအလုပ်ထဲမှာနစ်မြုပ်နေမဲ့ workaholic တွေတော့လည်းမဟုတ်ပါဘူး။နော် work life balance ဖြစ်အောင်လုပ်တတ်တဲ့သူတွေပါ play time နဲ့ productive time play time ဆိုတာအပျော်ပါပေါ့နော်ဟိုစိတ်ကို relax ဖြစ်အောင်လုပ်ဖို့ရတော့ပေါ့အဲ productive time ဆိုတာအလုပ်ဖြစ်အောင်အလုပ်လုပ်ရတဲ့အချိန်ဒီနှစ်ခုကို balance ဖြစ်အောင်လုပ်ဖို့လိုတယ်တနည်းအားဖြင့် work life balance ပေါ့နော်အဲ့လိုဖြစ်အောင်တို့ရတို့နေတတ်ကြဆိုတော့ ဒီ positive attitude ချီးတဲ့လူဟာအလုပ်လုပ်တဲ့အခါမှာလည်းအလုပ်ဆိုရင်အလုပ်ထဲကိုစိတ်နှစ်ပြီးတော့ professional ကြကြအကောင်းဆုံးဖြစ်အောင်လုပ်ကြတယ်။နားတဲ့ချိန်မှာလည်းပဲနားတဲ့အထဲကိုစိတ်ထည့်ပြီးတော့နားတဲ့ဘက်ကိုပဲအပြည့်အဝအာရုံစိုက်ပြီးတော့နားတာကိုလွတ်လွတ်လပ်လပ်လုပ်တယ်။နားနေတဲ့ချိန်မှာအလုပ်ကို အာဆွဲလန်းတန်တတတိယနေတာမျိုးတွေအလုံးလုံးနေတဲ့ချိန်မှာဟိုနားယူခြင်းစိတ်တွေပေါ်ပြီးလှုပ်လိုက်နားလိုက်လုံးနေတာမျိုးအဲ့ဒီလိုမျိုးတွေမလုပ်ပါဘူးเนาะဒါတော့ positive attitude တွေလည်းရှိဖို့လိုတယ်